မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျဒီမိကုန်းကတော့ဟိုဟာကတော့စာနဲ့တော့ဖြည့်ပြီးသားပါဒါပေမဲ့အများလဲထပ်ပြီးတော့သိအောင်လို့เนาะအဲကြည့်ဟိုဟာပေါ့အရေးလဲအရေးကြီးတယ်လေเนาะဒါကြောင့်မလို့ထပ်ပြီးတော့ဗီဒီယိုလေးရိုက်ပြီးထပ်ဖြည့်ပေးလိုက်ဝင်နေမှုပဲပေါင်းပေါင်းဩကျွန်းရဲမှုပဲကျွန်းရဲ site ထုတ်တွေပဲပေါင်းပေါင်းဝင်နေ site ထုတ်တွေပဲပေါင်းပေါင်း သူကကျွန်တော်တို့ကအလွယ်တကူတိုင်ကြီးနဲ့ပေါင်းတယ်လေနော်တိုင်ကြီးနဲ့ပေါင်းတယ်ရေရှိုးတိုင်ကြီးလေရေရှိုးတန်တိုင်ကြီးနဲ့ပေါင်းတယ်တန်တိုင်ကြီးထဲမှာသူအောက်ကတွေပေါ့ကျွန်တော်ကတော့6လမတုခုံလောက်လာတယ်နော်6လမတုအောက်ကတွေ6လမတုနော်အောက်ကတွေ6လမတုခုံလောက်ထားတယ်အဲ့6လမတုအဲ့ခုံရဲ့အောက်မှာသူကရေရှိတာလေနော်ရေရှိတယ်ရေရှိပြီအဲ့ရေအဲ့ခုံပေါ်မှာနော်အထုပ်ကလေးတွေထပ်ပြီးတင်သွားတာနော်ထုပ်ကလေးထပ်ပြီးတင်လာရေကဘယ်လောက်ထိထည့်ရလဲဆိုအဲ့ ုံခုံနဲ့အတိလောက်နော်ရေထက်ရေထက်ပြီဆိုတာနဲ့အထုပ်တွေထက်တင်တယ်နော်အဲပေါင်းပေါင်းဦးအတိပေါင်းဦးဟိုဟာတိုင်ကြီးအဖုံးနဲ့အတိလုံးရလို့ရှိရင်တော့80ကျော်80ဝန်းကျင်အဲ့လောက်တော့ကားတယ်နော်80ကျော်80ဝန်းကျင်အဲ့လောက်ကားတယ်ဒါနဲ့အဲအထုပ်တရာတခါတည်းပြအောင်လုပ်မယ်ဆိုလို့ရှိရင်တော့အပေါ်နည်းနည်းမို့ပေါ်နည်းနည်းမို့တော့အပေါ်ကဘာနဲ့အုပ်လဲဆိုတော့အဲစံထဲတဲ့စံစံထဲတဲ့စံအိတ်တွေထဲမှာလीစံအိတ်တွေထဲမှာ ထဲတော့အထက်မှာ plastic အဖြူတစ်ထပ်ပါတယ်မလားအဲ့လိုအဖြူမျိုးဒိုးဒီမို့လို့ရှင်တိုင်ကြီးဆွတ်တဲ့အိတ်เนาะတိုင်ကြီးဆွတ်တဲ့အိတ်လို့ပြောလိုက်ရတယ်အဲတိုင်ကြီးဆွတ်တဲ့အိတ်ဝယ်လဲပြီးတော့ပြောအဲတိုင်ကြီးဆွတ်တဲ့အိတ်နဲ့အပေါ်ကြီးဆွတ်ချဆွတ်ချပြီးဆိုင်ကယ်ကျွတ်နှလုံးပတ်เนาะဆိုင်ကယ်ကျွတ်နှလုံးပတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကအဲအဲ့ဒါနဲ့ပေါင်းတယ်ပေါ့เนาะအဲအိတ်အိတ်ကဲဖင်မှာအပေါက်တိတိလေးဖောက်ထားတယ်တိတိလေးပဲဖောက်ထားတယ်เนาะတိုင်ကြီးဖုံးပါဆိုလဲတိုင်ကြီးဖုံးပါနော်ဟိုသုံးမတန်လောက်လေးနဲ့နော်သုံးမတန်လောက်လေးနဲ့အပေါက်သေးသေးလေးပဲလို့တာအများကြီးအကြီးအကြီးမလို့နော်အဲ့တော့ကျွန်တော်က တရားဒီဂရီစင်ဒီဂရိတ်ပြုတော့ယေစုမတ်ရောက်ပြီဆိုတာနဲ့သူကအဲ့အပေါက်တိတိလေးရဲ့ရင်နှွေးငွေလေးထွက်ရင်နှွေးငွေလေးထွက်တယ်အဲ့ရင်နှွေးငွေထွက်တဲ့အချိန်ကစပြီးတော့အဲ့ထွက်တဲ့အချိန်ကစပြီးတော့အမှန်မှနာရီရနော်တချို့တွေကျအမှန်မှားနေတယ်စပြီးတော့မီးစပြီးတော့မှုေးတယ်ကနာရီမှတ်ထားတာ၄နာရီ၅နာရီအဲအဲ့ဒါဆိုရပြီဆိုပြီးတော့ကြာလိုက်တယ်အမြောပေါင်းမနှက်တာဖြစ်တယ်လေနော်အဲ့တော့ကျွန်တော်တို့ကအဖုံးအားတွေတိုင်ကြီးအဖုံးဒိုရီမို့လို့ရှင်ခုနကတော့ plastic စွတ်ထားရင်အဲ့ plastic အားဒီအပေါက်ဖောက်ထားတဲ့နေရာလေးတွေအဲ့အပေါက်ထည့်ရတွေကယူနင်းငွေလေးတွေထွက်နေတဲ့အချိန်ကစပြီးတော့အဲ့ယူနင်းငွေစထွက်မှမှတ်တာနော်စပြီးတော့ယေစုမှစမှတ်တာပေါ့ဗျာဆိုလိုချင်တာဒါပေမဲ့ကျွန်တော်တို့အလွယ်တကူမြင်သာအောင်အဲ့ဒီငွေလေးတွေထွက်မှနော်အဲ့ငွေတွေကြလို့မရဘူးအဲ့ငွေပျောက်သွားလို့မရဘူးအဲ့ငွေကိုတောက်လျှောက်ထွက်နေရမယ်နော်ရှူး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 ဆိုအဲ့လိုထွက်နေရမယ်ဟောဟိုပါပေါ့ကိုကိုကိုကာကိုကာဟိုပါလို့ပဲလीနော်ကိုကာအိုးလို့ပဲနော် အဲအဲ့ဒီဟာထွက်နေရမှာထွက်နေပြီးပြောမှကျွန်တော်တို့ကအဲ့ဒီထွက်နေတဲ့စထွက်တဲ့အချိန်ကစပြီးတော့9နာရီထပ်ပေါင်းတာเนาะတချို့တွေကတော့6နာရီပေါင်းတယ်တချို့ကျတော့9နာရီပေါင်းတယ်เนาะအဲအဲ့ဒါမှအဲစိတ်ချတဲ့အနေထားရောက်တယ်လို့ဆိုပါရယ်เนาะကျေးဇူးပါဒီဗီဒီယိုလေးမှာမျှဝေချင်တာကຫມိုစင်းမရရင်ဒိုင်လို့ရှင်တဲ့စိတ်သက်เนาะအိုက်ကောင်းစင်းလေးနဲ့သွားမယ်ကျွန်တော်တို့က ဘာမိုးပဲဆိုက်ဆိုက်ကောက်ပဲဆိုက်ဆိုက်ငွေနေပဲဆိုက်ကျွန်းတွေပဲဆိုက်ဆိုက်တိုက်တဲ့မိုးဆိုက်ဒိုင်းစီယိုပဲပစ္စည်းကသွားသွင်းရတာလေနော်ဒိုင်းစီယိုပဲပစ္စည်းကသွားသွင်းရတာအဲ့တော့တခါတကြလို့ရှင်ဒိုင်းနဲ့အဆင်မပြေဘူးပြီးတဲ့ဈေးနဲ့ကျွန်တော်တို့လိုချင်တဲ့ဈေးနဲ့အဆင်မပြေရောက်တခါတလေမှာအဲ့လိုအခြေအနေမျိုးကြလို့ရှင်ဘာဖြစ်လဲဆိုတော့အဲ့ဒိုင်းပေးနာမှာဈေးပန်းချဖို့စဉ်းစားကြတယ်အဲ့ဒါကြီးကမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူး เนาะမကန်နဲ့ထွက်ပေါ့မဟုတ်ငကိုတွေကအဲ့ဒီဈေးငကိုတွေကကုံစင်းရောင်းတဲ့လူอ่ะဗျာငကိုတွေကကုံစင်းကုံစင်းရောင်းတဲ့လူอ่ะအိမ်မှာຫມူຈံလေးတဲထားပြီးတော့ငါဆိုင်မှာຫມူလေးတင်ထားမှာဆိုတာတပိုင်း तू ကငကိုတွေဈေးတယ်လीตัวนกูเนี่ยซีเดะကျွန်တော်ပြောတာစိုက်သားအစစ်ကတွေကိုဈေးမရလို့ဒိုင်းဘေးနဲ့သွားပြီးဈေးပန်းခင်းတဲ့ကိစ္စကိုပြောတာအဲ့ဒါကအဲ့လိုဆိုအစင်မပြေဘူးလို့ဒါဆိုတော့ဒိုင်းရန်လဲဒိုင်းရန်ဒီနေရာရောက်ဖို့အတွက်ကိုသူ့ခင်ဗျာရင်းနှီးထားတာအများကြီးပဲအကြာကြီးရင်းနှီးထားတာเนาะမကုံတဲ့ပစ္စည်းတွေ မကုံတဲ့မှုတွေသွန်ပစ်လိုက်ရတဲ့ပိတ်တကြိမ်တွေအများကြီးနဲ့ရင်းနှီးထားရတဲ့ဒိုင်အဲ့ဒီဒိုင်ကိုကျွန်တော်တို့ကအဲ့ဒီဒိုင်ဘေးနားမှာကျွန်တော်တို့ကသွားပြီးဈေးပန်းချပြီးရောင်းမှာဆိုကျွန်တော်ကခဏတစ်ဖြုတ်ပဲရောင်းရမှာရေးရှင်းရောင်းလို့မရဘူးဘာလို့လဲဆိုတော့သူ့မှာချိတ်ဆက်ထားတဲ့အဝဲတော်တွေရှိတယ်နော်အဝဲတော်တွေရှိအဲ့ဒီအဝဲတော်တွေနဲ့သူတို့နဲ့ငွေပွင့်ငွေယူကဏ္ဍတွေတိဆောက်ထားတဲ့ရင်းနှီးမှုတွေအဲ့ဒီအတိုင်းအတာတွေကိုကျွန်တော်တို့ကလက်တလို့ကြီးသွားပြီးတော့သူ့ရှေ့လှုပ်ယူလို့မရဘူး ောက်တစ်ချက်ကစဉ်းစားနောက်တစ်ချက်စဉ်းစားကြသေးတယ်ဗာလဲဆိုလို့ရှိရင်စိုက်သားတွေကအော်ငါတို့စိုက်သားတွေပြီးတော့ငါကစိုက်သားတွေပြီးတော့ဒီမှာဈေးဒိုင်လာဖွင့်တာကွာအဲဆိုလို့ရှိရင်ငါတို့စိုက်သားချင်းကစီးလုံးမှုနဲ့ဒီငါတို့စီလာသွင်းမယ်လို့ထင်ကြတာစိုက်သားတွေရဲ့စိတ်ထဲမှာလည်းဘလို့တော့လဲသိလားဒီကောင်ကွာခဏမခံချင်သေးနဲ့လောက်တာအဲ့တော့ဒီကောင်စီသွားပြီးတော့ငါတို့ကပို့လို့ရှိရင်ဟိုဒိုင်ကြီးငါတို့ပို့နေကြဒိုင်ကြီးရတယ်ငါတို့ မကျင်တတ်ဖြစ်လို့ရှိရင်ငါတို့နောက်တစ်ခါဆိုတော့စားဖို့ပြေးတော့မယ်ဆိုပြီးသူ့ရှိူဆယ်ယောက်မှနှစ်ယောက်လောက်ပဲသွားတာနော်၁၀ယောက်မှ၂ယောက်လောက်ပဲသွားတယ်အဲဒီခုနကတော့တိုင်ရဥမှဆိုပါတော့ဗျာတပိတ်တော်1000ရောင်းတယ်။ तू ကငါးချံတော့မလို့ငါတပိတ်တော်9000နဲ့ရောင်းမှာကွာ။သူ့ရှိသွားပုံနေ6000ငါ900ပုံမြရတယ်9000နဲ့ရောင်းမှာဆိုပြီးတော့9000နဲ့ချရောင်းလို့ရှိရင်အဲဝယ်မဲ့သူဒီအိမ်စားသမားလောက်ပဲများမှာ။ तू ကဈေးတက်တာလေနော်။တကယ်အမြဲတမ်းနေ့စဉ် daily ဒီလုပ်ငန်းပေါ်မှာဒီရန်ဝန်ပေါ်မှာစီးပွားပြည့်လုပ်နေလူကကို့သုံးဘူးကခဲရင်းတယ်သူနဲ့တိုင်နဲ့ငကိုတွေကချိတ်ဆက်တာတဲ့အချိတ်ဆက်တယ်လေနော်သူတို့ယင်းဒီယင်းဒီပတ်သက်မှုတွေအများကြီးရှိတယ်နော်ဒါကိုကျွန်တော်တို့ကကျွန်တော်တို့လိုချင်တဲ့ဈေးမရတိုင်းဒိုင်းနာသွားပြီးဈေးပန်းချတယ်ဆိုရတာဒီမှန်ကန်တဲ့ဆုံးမချက်မဟုတ်ဘူးဒါလေးပြောချင်တာ ျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်